သောတမလင်ခွေပြီးတော့ထိုင်လိုက်ပါနော် so now we are going to meditate first so you have to sit crawless တမလင်ခွေထိုင်ပြီးဆိုလို့ရှိရင်ခန္ဓာကိုယ်လေးကိုတဲ့တဲ့ထားကင်မရာလေးတွေကိုဖွင့်ထားပါနော်ထိုင်မထိုင်ကြည့်မှာမဟုတ်လို့နော်တယ်မလင်ခွေပြီးပြီဆိုလို့ရှိရင် ခန္ဓာကိုယ်လေးကိုတည့်တည့်ထားပြီးမျက်စိလေးကိုမှိတ်လိုက်ပါပြီးဆိုပန်းယောဟအမရာ after sitting crownless keep your body upright and then close your eyes မျက်စိမှိတ်ပြီးဆိုရင် one bite မှာစိတ်ကလေးကိုထားထားပြီးတော့အသက်ရှူသွင်းလိုက်လို့ one bite ကလေးဖောင်းလာရင်ဖောင်းတယ်လို့မှတ်လိုက်ပါအသက်ရှူထုတ်လိုက်လို့1 byte ကလေးပိန်ကျသွားရင် ိန်တယ်လို့မှတ်လိုက်ပါအဲ့ဒီဖောင်းနဲ့ပိန်တယ်ဆိုတာလေးကိုပင်တန်မှတ်နေနဲ့ထားပြီးတော့ဖောင်းနဲ့ပိန်နဲ့ဖောင်းနဲ့ပိန်နဲ့လို့မှတ်ပေးရပါတယ် after closing your eyes key your body key your mind on the abdominal movement when you breathe in your abdomen rising please note rising when you breathe out your abdomen falling please note falling trying to know rising pollen rising pollen rising pollen as a primary object အရင်လိုမျိုးဖောင်းနာပိန်နာလေးကိုမှတ်နေပြန်ပါပဲမျက်စိကမှိတ်ထားတော့လည်းပဲမျက်စိထဲမှာအလင်းရောင်နေမြင်စရာအယုံတွေတစ်ခုခုတွေ့လာလိမ့်မယ်မြင်လာလိမ့်မယ်အဲ့လိုမြင်လာပြီဆိုလို့ရှိရင် မြင်တယ်မြင်တယ်မြင်တယ်လို့မှတ်ရမယ်အဲ့လိုမြင်တာလေးကိုမှတ်နေတဲ့အချိန်မှာတော့ပင်တိုင်မှတ်ဖြစ်တဲ့ဖောင်းတဲ့ပင်တာလေးကိုမှတ်เสียမလို့တော့ဘူးမြင်တာလေးကိုပဲမြင်တယ်မြင်တယ်မြင်တယ်လို့ရှုမှတ်ပေးရမယ် why you are practicing why you are noting primary object rising falling you can see some vision in your eyes even close your eyes, you can see some vision in your eyes. At the time, still do no primary object rising right falling. Trying to know, seeing, 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 seeing. အဲ့ဒီလိုမျိုးမြင်တာလေးကိုမြင်နေမြင်နေမြင်နေလို့၃ကလေးကလာမှတ်လိုက်တော့မြင်တာလေးကပျောက်သွားရော see. ြောက်ပါတဲ့အခါမှာပင်နဲ့အမှတ်ဖြစ်တဲ့ဖောင်းနဲ့ပိန်နဲ့ဖောင်းနဲ့ပိန်နဲ့ဆိုတာလေးကိုပြန်ပြီးတော့မှတ်ပေးရမယ်ဒီကနေ့တော့ပင်နဲ့အမှတ်နဲ့မြင်မှုအာယုံလေးကိုပဲရှုမှတ်ရင်၅မိနစ်လောက်အလုံးမှတ်ပါမယ် so after noting your seeing object about three times or four times your seeing where this fear, or your seeing where goes away at the time please go back to no primary object today you have to know only two objects primary object and your seeing object only about five minutes altogether don't open your eyes we are seeing you are doing well or not if you do well every week you can get some prize some special prize okay don't move your body don't open your eyes do very well okay only five minutes အချိန်ပြည့်သွားပါပြီဒီလဆိုရင်ပြည့်စုံပါပြီ time pass